အားလုံးပဲမင်္ဂလာပါရှင်။ဒီဆောင်မိုးလာပြီးနေ့မှာမိုးတိမ်တိုက်တွေကတော့နေရာနှက်ဖုံးလွှမ်းနေအောင်ပဲအခြေအနေဖြစ်ပါတယ်ရှင်။ CJ Black Power ကနေ2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆော်ရမိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါတော့မယ်။မြန်မာနိုင်ငံဟာအရှိနဲ့အနောက်ကမိုးလေဝသအခြေအနေနှစ်ခုရဲ့တက်ရောက်မှုကိုဆက်လက်ခံစားနေရဦးမှာပါ။အရင်ရက်တွေကမြဝကျုံဘောကိုဝင်ရောက်ခဲ့တဲ့မင်္ဂလာပင်လယ်အော်ထဲကလေပြန်းနဲ့ရေဝင်ကတော့အခုဆိုရင်ရခိုင်ကန်လုံးပင်လယ်ပြင်ကိုရောက်ရှိနေပြီး ူ့အရှင်ကြောင့်ရခိုင်ကံယူရတဲ့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာဒီနှစ်မိုးဆက်လက်ရွာသွန်းအောင်မှာဖြစ်ပါတယ်။ဒါအပြင်အရှေ့ဘက်မှာတော့ပိုပြီးအကောင်းတဲ့မုန်တိုင်းတစ်ခုကအာရုံနေပါရဲ့ရှင်။တိုက်ဖွန်းမုန်တိုင်းခမီဂီဟာဖိလစ်ပိုင်နိုင်ငံကိုဖျက်ချော်ပြီးတောက်တရုတ်ပြည်နယ်ထဲကိုစတင်ဝင်ရောက်နေပါပြီ။သူဟာအားလုံးကောင်းတဲ့တိုက်ဖွန်းမုန်တိုင်းဖြစ်တဲ့နိုဝင်ဘာလ6ရက်နေ့မှာဗီယက်နမ်နိုင်ငံကိုဝင်ရောက်ဖို့ရှိနေပြီးသူ့ရဲ့အကျဉ်းကျန်တိုက်နိုင်တွေဟာထိုင်းနိုင်ငံကနေတဆင့်မြန်မာနိုင်ငံတောက်ပိုင်းဒေသတွေစီကိုနိုဝင်ဘာလ6ရက်နေ့လောက်မှာဝင်ရောက်လာဖို့ရှိနေတာကိုတွေ့ရပါရဲ့ရှင်။ မူလဝတ္တပညာရှင်ဦးဝင်းနိုင်ရဲ့တုတ်တက်ချက်အရမြန်မာနိုင်ငံတောက်ပိုင်းနဲ့အရှိပိုင်းဒေသတွေမှာနိုဝင်ဘာလ9ရက်နေ့တောက်ကြနေတရက်ထဲသာမိုးလေကင်းစင်းလာပြီးနိုဝင်ဘာလ10ရက်နေ့စနေနေ့ကစပြီးတိုက်ဖူးမုန်တိုင်းကျဉ်ကျပ်တွေကြောင့်မိုးပြင်းရွာနိုင်တယ်လို့ဆိုပါတယ်ဒီကနေ့အတွက်အသေးစိတ်ခန့်မှန်ချက်တွေအနေနဲ့ကတော့ရခိုင်မကွေတိုင်းစကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းနဲ့အရာဝတီတိုင်းတို့မှာနေရာကွက်ပြီးမိုးတည်ထနိုင်ပါတယ်ရှင်အထူးသတိပြုရမယ့်မြို့နယ်တွေကတော့ရခိုင်ကံယူရန်ကတန်တွဲတောင်ကုန်းအမ် စစ်တွေမြေပုံမျိုးနယ်တွေနဲ့အလဲပိုင်းကအကြောက်ထူစောကလေးစိတ်တုတ်ကြရာကံကောမင်းကင်းကနီးမြိုင်မုံရွာစကိုင်းမန္တလေးမြင်းကျန်စားရဲမျိုးနယ်တွေမှာမိုးတင်းတင်းကနေမိုးလွန်များနိုင်တာကြောင့်ရုတ်တရက်ရည်ကြီးမှုတွေကိုသတိပြုရပါမယ်ရှင်ဒီကနေ့တစောင်းမုံလာပြင်းနေမှာတော့ရန်ကုန်မြို့မှာမိုးတင်းတင်းကနေမိုးများနိုင်ပြီးနေရာကွက်ပြီးမိုးသေးထန်နိုင်တာကြောင့်ဖျားဖူးသွားမဲ့သူတွေညဘက်ပွဲတော်ကိုသွားရောက်လေပတ်မဲ့သူတွေအနေနဲ့ထီမိုးကဆောက်သွားကြဖို့အထူးကြံပြုလိုပါရဲ့ရှင် ပင်လယ်ပြင်အတွက်အမြင့်ဆုံးစင်အန်ဒီသတိပေးချက်တွေလည်းရှိနေပါတယ်မြန်မာကန်ယူရန်တခြားနယ်ကန်လွတ်ပင်လယ်ပြင်မှာလေပြင်းတိုက်ခတ်မှုနဲ့အတူလိုင်းအမြင့်ဟာရှစ်ပေကနေဆယ်ပေထိရှိနိုင်ပါတယ်။ပင်လယ်ပြင်ချင်းနေဟာအလွန်ပဲကျန်းမာနေတာကြောင့်ကန်နီကဝင်ရေလောက်သားတွေနဲ့ပင်လယ်ခီးသွားပြည်သူအလုံးပင်လယ်ပြင်တွင်သွားလာတာတွေမပြူကြဖို့အထူးလေပေးတိုက်တွန်းလိုက်ရပါတယ်ရှင်။လာနီညာရာသီဥတုကြောင့်နွေဘာလကုန်ထိအခုလိုခါလုံမိုးဖြတ်မိုးတွေကြုံတွေ့ရနိုင်သေးတာကြောင့် တောက်သူဦးကြီးရဲ့အနေနဲ့လည်းတီးနှံပြက်စီဆုံးရှုံးမှုမရှိအောင်စိုးတင်ကာကွယ်မှုတွေပြုလုပ်ထားကြဖို့အကြံပြုရင်းဒီနေ့အတွက်မိုးလေဝသတင်းကိုအဆုံးသတ်လိုက်ပါစေရှင်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေရကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်ချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တမ်းရခန့်လိုပါရဲ့ရှင်။ CG platform ရဲ့မိုးလေဝသခန့်မှန်ချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝပြီးစစ်ပေတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးပါရဲ့ရှင်။ မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မိုးလေဝသနဲ့ရာသီဥတုဖြစ်စဉ်တွေကိုလည်းကွန်မတ်မှာရေးသားမျှဝေပေးခဲ့ကြပါဦးရှင်။